ဲခုတစ်ခေါက်တော့ညောနေတဲ့ Scorpio လေးအလဲပါရှင်အဲ့တော့ Scorpio ဒီမားလေးရဲ့အတွက်ခုနလပိုင်းအတွက် general greetings and message တွေတည် ဲ့တော့ Scorpio သမားလေးတွေ Scorpio သမားလေးတွေဆိုတဲ့အတိုင်း Scorpio လေးတွေက deep emotion သမားလေးတွေဖြစ်ကြတယ်အဲ့တော့အရင်တော့ကကိုဒီเนาะဒီခုနှစ်လပိုင်းမစခင်ပြီးခဲ့တဲ့လွန်ခဲ့သောကာလတွေမှာမိမိတို့အနေနဲ့ပြင်ပန်းဆင်းရဲတာစိတ်ရောလူပါပြင်ပန်းနှုံးချိခဲ့ရတာတွေမျိုးတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒီခုနှစ်လပိုင်းမှာအဲ့ဒီပြင်ပန်းမှုတွေကနေစပြီးတော့မှအဆုံးသတ်ဖို့ရှိနေပြီ အဲ့ဒီမိမိတို့စိတ်ရောလူပါပြင်မဲ့ခဲ့ရတယ်မိမိတို့စိတ်ရောလူပါတော့ကာရောက်ခဲ့ရတယ်เนาะပြီးတော့ခုနပြောကိုလောကရန်ကလောကအဖက်ဖက်ကနေထိုးနဲ့ခံခဲ့ရတဲ့အရာကြီးเนาะခံစားချက်တွေရင်ဘတ်တွေတခုလုံးလဲစုပ်ပြက်နေရမျိုးလဲဖြစ်ကောင်းဖြစ်ခက်လိမ့်မယ်เนาะဆိုတော့ဒါပေမဲ့စိတ်မပူပါနဲ့ဒီခုနလပိုင်းမှာအဲ့ဟာတွေကအဆုံးသက်ပြီးတော့မှနောက်ထပ်အစ်တစ် ခုစားဖို့ရောက်လာပါလိမ့်မယ်တပြိုင်နဲ့တည်းမှာလဲတဲ့ကိုယူနီဘာစ်ကနေပြီးတော့မှအခွင့်အမ်းတွေလာပေးလိမ့်မယ် ခွင့်အရေးတွေလာပေးလိမ့်မယ်အခွင့်အလမ်းတွေချိုးကြောင်လေးမြစ်တာပေးလို့မြစ်တာပြန်ရတာမျိုးပေါ့နော်ကိုကအရင်တော့ခံစားခဲ့ရတာဒီကိုကအရင်တော့ပေးဆက်ခဲ့ရတယ်ကိုမြစ်တာရှည်တန်းထားပြီးတော့မှကိုရဲ့စိတ်ဖြူစင်မှုမံကံမှုတွေကဒီခုနှစ်လပိုင်းမှာစပြီးတော့မှအကျိုးပေးပါမယ်အဲ့တော့အမမီရတော့ရှူတော့နေရနေမမီရတော့အရာနေပြီးတော့မကိုမထင်မှတ်ထားတဲ့လူတွေမထင်မှတ်ထားတဲ့အရာတွေမထင်မှတ်ထားတော့ အာအတွေ့အကြုံတွေရနေပြီးတော့မှကိုကိုအခွင့်အရေးအခွင့်အလမ်းတွေဒီခုနလပိုင်းထဲမှာလာပြပါလိမ့်မယ်အဲ့အရာတွေကလည်းခဏပြောတော့ကိုယ်ခံစားမှုတွေเนาะကိုယ့်ရဲ့ခံစားချက်ကို ခံစားခဲ့ရတဲ့အရာတွေကိုကြုံတွေ့ခဲ့ရတဲ့အရာတွေကတကယ်စစ်မှန်မှုဆိုတော့ universe ကလက်ခံသွားပြီပေါ့နော်။အော်မင်း तू tax things လုပ်နေတာ universe ကို tax လုပ်နေတာဘယ်လောက်ထိကို resilient ရှိလဲဘယ်လောက်ထိနေဒီအပေါ်မှာအရင်ကိုတိခံစိတ် စာနာစိတ်တွေနဲ့နေနိုင်တယ်နင်ဘလောက်ထိလောကရဟိုနေကြံ့ကြံ့ခံနိုင်လဲဆိုတော့ဟိုရေယူနီဘောကစပြီးတော့မှတင်အာတင်ကန်းစာပေးလိုက်အာနောက်တစ်ခုဟိုဘယ်လိုပြောမလဲအတွေ့အကြုံတွေပေးလိုက်ပေါ့နော်ဘောကနော်တင်ကန်းစာ lessons and experience တွေအများကြီးပဲအလူလဲကိုခံခဲ့ရတယ်စိတ်ရောလူရောကိုရောပေါ့နော်စသဖြင့်အဖက်ဖက်အမျိုးမျိုးကနေကိုခံခဲ့ရတယ်ဒီခုနှစ်လပိုင်းမှာ scorpio ဓမ္မလေးအနေနဲ့အိဟာကအဆုံးသက်ပြီးတော့မှာ နောက်ထပ်ဘဝအတိ live တခုအတိအတွက်ကိုတဲ့အစာပြုနိုင်တဲ့အရွေရှိပါတယ်အဲ့ဒီအရွေတွေကလည်းတဲ့ခဏပြောတဲ့ universe ကကိုကိုစံတက်ခဲ့တယ်လို့ universe အနေနဲ့ကိုကိုတဆင်လာပြီးပြီးတော့မှအခွင့်အရေးတွေလာကဲလန်းတာမျိုးအခွင့်အရေးတွေလာပေးတာမျိုးကိုအခွင့်အရေးခွင့်လန်းနေတဲ့ပတ်သက်ပြီးတော့ tingle lingle shingle တီအောင်ကိုကိုလာပြီးတော့မှဒီခုနှစ်လတိုင်းထဲမှာစပြီးတော့မှလာပြီးလိမ့်မယ်တဲ့အဲ့တော့နောက်တစ်ခုကလည်းဆိုတဲ့အခါကျရင် စကော်ပီယိုသမားလေးတွေနဲ့ခဏပဲဒီလမှာ blessing တွေ less blessing တွေခဏပြောတယ်ကြုံတွေ့ခဲ့ရအရာတွေက나ကျင်မှုတွေကဒီလမှာအဆုံးသက်ပြီးတော့မှအဆုံးသက်ပြီးတော့နောက်ထပ် blessing တွေတကယ်ကိုရောက်လာပါလိမ့်မယ်တဲ့အဲ့တော့အဲ့လို blessing တွေကဘယ်ပါလဲလို့ပြောတဲ့အခါကျရင်အဲတချို့သူတွေအတွက်က mother figure ရှိတဲ့သူတွေကနေပြီးတော့မှကို blessing lesson တွေတစင်ရတာမျိုး ကျော်တချို့ကျော်ရမသာဖိတ်ကဆိုချို့ကျော်အလုတ်ထဲမှာရှိတဲ့ကိုယ့်ရဲ့အလုတ်ကိုင်းငါအဲရာရှိကအထက်ရာရှိအမျိုးသမီးဆိုရင်သူဆရာတစ်စင်ရတာဒါမှမဟုတ်ဘူးဆိုရင်ကိုယ်ကိုစောက်ရှောက်နေတဲ့ပုံကိုယ်တွေကနော်ကိုယ့်မှာဒါ higher set device တွေဒါမှမဟုတ်ကိုယ့်ရဲ့ဘိုးဘေးတွေရဲ့အစောက်ရှောက်ဆိုရင်အဲ့ဒီအမျိုးသမီးတွေရဲ့ အမျိုးသမီးဖစ်ကာပေါ့နော်အစုံကိုဆောင်းချောက်တဲ့ပုံကိုရအမျိုးသမီးဖစ်ကာဖြစ်လိမ့်မယ်အမျိုးသမီးဖြစ်လိမ့်မယ်တချို့တော့နှက်နဲ့တဲ့နဲ့သက်ဆိုင်တဲ့သူတွေဆိုရင်အမျိုးသမီးနှက်တွေတချို့ကိုရ higher set တွေ divine တွေဆိုလဲအမျိုးသမီးဖစ်ကာရှိတဲ့သူတွေကိုရ ancestor တွေပေါ့နော်ဘိုးဘေးဘီဘီနေအဆောင်းချောက်ဆိုလဲအဲ့ဒီဘိုးဘေးဘီဘီနေကအမေ mother ဖစ်ကာဘက်ကအဖိုးအဖွားပေါ့အဖိုးအဖွားဘက်ကပေါ့နော်စသဖြင့်အဲ့လိုဘက်ကနေပြီးတော့မှအဆောင်းချောက်တွေအားနေတစင်လေတဲ့ကိုကိုလာပြီးတော့မှ blessing တွေကုညီထောက်ပံ့မှုတွေကိုဒီမှာစ ြောမှသူတို့တွေပြေးမှာပါတဲ့ဘာဖြစ်လို့လဲဆိုတော့အရင်ကတည်းကသူတို့တွေအစံတက်ခဲ့တာတွေကကိုကဒီမှာအောင်မြင်ပြီပေါ့နော်အဲပြီးရင်ကိုရဲ့အဆုံးတက်ကိုရောက်ပါပြီနာကြည့်မှုတွေနာကြည့်မှုတွေနာခံစားရတွေကဒီခုနလားပတ်မှအဆုံးတက်ကိုရောက်ပြီးတော့မှတကယ်ကိုအစာပြေဖို့အချိန်ထားအောင်ရောက်ပါပြီငွေရေးကြီးရေးကံကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှကိုမထင်မှတ်ထားတဲ့အရာတွေနောက်တစ်ခုကျတော့တချို့သူတွေကငွေကြေးအပြင်အဲကိုမိမိ ဆုပ်ခံရမယ်တချို့ကျတော့လူကျင်နေတဲ့အိမ်ချံကားလေးတွေနော်စသဖြင့်ရွှေ့ပြောင်းလို့မရအဓိကရီမှာပါတွေ့လင်းလဲဆိုတဲ့အခါကျတော့မိခင်ရဲ့အမွေသက်တွေကိုတွေ့နေရဖြစ်တဲ့အတွက်အိမ်ဆိုတာကမိခင်အမွေသက်လို့ပဲနော်အိမ်တော့ကိုယ်ကိုနှွေးထွေးစရာလုံခြုံမှုတစ်ခုခုစိတ်ပိုင်းဆိုင်ရာလုံခြုံမှုတစ်ခုခု emotional အဲဒီ insecurity တွေက ပျောက်ပြီးတော့မှဒီမှာဆိုရင်တကယ်ကိုလုံခြုံမှုရှိပြီးနှွေးထွေးမှုရှိပြီးဆိုတဲ့အရာတွေကကိုယ်စီရောက်လာမှာဒါကြောင့်မို့တချို့လူတို့ကအိမ်နေဝယ်နိုင်တာမျိုးချို့လူတွေကတိုက်ခန်းနေဝယ်နိုင်ချို့လူတွေကကချို့လူကကြောရမီပမာသာဖေကာလိုလူမျိုးအမျိုးသမီးအဲမာသာဖေကာလိုအမျိုးသမီးတွေစီကနေဒါမှမဟုတ်အမျိုးသားတွေဆိုလေမာသာဖေကာရှိတဲ့အမျိုးသားတွေစီကနေတဲ့အဲနှွေးထွေးလုံခြုံမှုတွေကဒီခုနလပိုင်းထဲမှာကြားရှိမှာဖြစ်ပါတယ်တဲ့အဲ့တော့မိမိတို့ခံစားနေရတဲ့ခံစားချက်ဒေနာကြီးမှုတွေကိုလွတ်ချထားခဲ့ပါ scorpio ဒီမလေးတွေကအဲအများစုပေါ့ scorpio အများစုတွေကဘာလို့တက်ကြလဲဆိုတော့အညိုးလေးတွေအမတ်ဒေးလေးထားတတ်တယ်ဒါလေးတွေကိုလွတ်ချပြီးတော့မှကိုယ့်ရဲ့အတိတော်နော်ကိုယ့်ရဲ့အတိတော် next chapter new chapter အတွက်ကိုအခွင့်လန်းခွင့်ရေးကောင်းနေရောက်လာပါမှာအဲ့အတွက်ကိုလည်းအရာမီဆုပ်ယူပါအဲ့တော့